မော်တော်ယာဉ်ဥပဒေအရတက်မှတ်လိုက်တဲ့ဒဏ်ကြေးကိုမကျေနပ်လို့ရန်နာထားတဲ့ရန်ကုန်ကကားလိုင်းတချို့ပြန်လည်ပြေးဆွဲလာပါတယ်။စိုးတီဟာကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။စတေမာခုနှစ်ရက်ကပြတ်ထန်းလိုက်တဲ့မော်တော်ယာဉ်ဥပဒေပါဒဏ်ကြေးငွေနဲ့ပတ်သက်ပြီးကျေနပ်ခြင်းမရှိလို့ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ရင်လိုင်းတချို့ရန်နာခဲ့ပါတယ်။အဲ့ဒီရန်နာခဲ့တဲ့ရင်လိုင်းတွေကတချို့ရင်လိုင်းတွေပြန်ပြေးဆွဲနေပါပြီ။ ။ဟန်ကာမှာတော့ကြောက်တာပေါ့ကျွန်တော်တို့စားဝတ်နေရည်လေးရှိနေလို့ကျွန်တော်တို့လည်းမဖြစ်မနေထွက်ရတာ။ကျွန်တော်တို့ကတော့ဒီလောက်ပြင်းထန်တဲ့ဥပဒေကြီးကတော့များလွန်းပါတယ်။ဒါပေမဲ့ပြင်တော့ပြင်စေခြင်းနဲ့ကျွန်တော်တို့ဘက်ကလည်းပြင်ပါပါ။ကျွန်တော်တို့မောင်းရောင်းနေအကုန်လုံးပြင်ပါပါ။ရန်ကုန်မြို့မှာကားကျက်တာကတော့နေရာတိုင်းမှာတော့ကျက်ပါတယ်။ကားကျက်တယ်ဆိုတာလည်းဒီလိုတွဲတွေ10ဘိန်းတွေ12ဘိန်းတွေကတော့ဝင်နေတော့အဲ့အရာတွေကလည်းပိုးကျက်တယ်။လိုင်းကားကြတော့အချိန်နောက်ကြသွားတော့လူမောင်းကြရတာပေါ့။အဲ့ကြကြောင်လေကားတွေကျက်တာပါ။ ဲ့တော့ရင်စည်းကမ်းတွေပါတွေကမှားတဲ့ခါကျတော့လည်းမှားသွားတာပေါ့ဆန္ဒပြရင်နာထားတဲ့ရင်လိုင်းတွေနဲ့ပတ်သက်ပြီးအရေးယူအပြစ်ပေးဖို့ညွန်ကြားလာတာခုချိန်ထိတော့မရှိသေးဘူးလို့136ဂိမ်မှုကပြောပါတယ်လွန်ခဲ့တဲ့ဂျပိုင်း၄၅6ရက်လောက်ကပဲဟိုဟာတရက်လောက်ပေါ့ကျွန်တော်ကကားထွက်အားနေရွာအဲကားထွက်အားနေရင်တော့နည်းနည်းခီးစိတ်ဒုက္ခရောက်တာပေါ့ဘူးလိုမျိုးကားတွေပြန်ပြေးပြန်ထွက်လာတော့တော်တော်လေးအဆင်ပြေပါတယ်ရင်လိုက်တချို့ရင်နာခဲ့တဲ့အတွက်ခီးသွွားပြည်သူတွေ ခက်ခဲကြုံတွေ့ခဲ့ရပါတယ်။ရတူးတူးကလည်းမမှန်ဘူးလေ။မိုးကရွာတော့အဲကားရရတယ်မထွက်တော့ကားအကုန်ချက်တော့အဲ့ဒီပြေတော့ဒီလိုရှေ့ရဒိုင်းတာတွေကိုအကုန်ရှောက်စီးရအောင်။လူလည်းခီးကိုတဆင့်သွားမဲ့စားနှစ်ဆင့်သုံးဆင့်စီးရအောင်။ဒါမျိုးကြီးဖြစ်တယ်။ဘတ်ကားရင်မောင်းတဲ့ရင်နောက်လိုက်တွေကတတ်မှတ်လိုက်တဲ့တန်ကြီးကိုရှော့ချစေချင်နေကြပါတယ်။လွတ်လပ်တဲ့စစ်တမ်းတွေအရရန်ကုန်မြို့မှာ ဘတ်စကားကိုစီးနင်းသွားလာနေသူတနေ့ကိုနှစ်တန်းကျော်လောက်ရှိတယ်လို့ဆိုပါတယ်ကျွန်တော်ဆိုတီဟာပါ